ားလုံးပဲမင်္ဂလာပါရှင်။နိုင်မီလီယာ channel ကနေကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စာရည်သူအကစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းစာဖြစ်တဲ့အဝိဇ္ဇာတော်တောင်းနဲ့စက်ပြက်ကိုင်းဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဇလန်လေးမစားတင်ပြီကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်းတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော်။ဟုတ်ကဲ့ပါ။ဒါဆိုရင်ဇလန်းလေးကိုစတင်လိုက်ရအောင်ရှင်။မိခါမှာစာအိတ်ကိုယူဆောင်ပြီးတော့မြောက်ဘက်ရွာကိုတက်လာခဲ့ပါတယ်။မြောက်ဆက်အိမ်ရွာကတော့တောင်ပေါ်မှာတည်ရှိကအိမ်ကြီးအနေငယ်ကျဲပါလာပါတယ်။ရွာသူရွာသားတွေကိုမေးစမ်းပြီးတော့သွားတဲ့အခါမှာတော့မကြခင်မှာဆက်ဖြတ်ခိုင်းကဥကျော်ဝေရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ ။ဦးကျော်ဝေရဲ့အိမ်ကတော့ရွာရဲ့မြောက်ဘက်အကြဆုံးကုန်းမြင့်ကလေးပေါ်မှာတည်ရှိနေပါတယ်။ခြံကြီးတစ်ခုလုံးကိုဝက်ကတ်တွေနဲ့ကာရံထားပြီးတော့အတော်အတန်ကျယ်ဝန်းလာပါတယ်။ခြံအဝင်ဝမှာတော့တစ်လုံးတွေနဲ့စောက်လုပ်ထားတဲ့ဂိတ်တကားကြီးတစ်ခုရှိပြီးတော့တကားဆောင်နှုတ်ကလည်းရက်တံကစောင့်ကြက်နေပါတယ်။ဟဲ့ကလေးမမင်းဘာတူလဲ။ဒါမင်းစော်ကစားမယ်နေရမဟုတ်ဘူး။အခုပြန်တော့ကျမကစော်ကစားဖို့လာတာမဟုတ်ပါဘူး။ဆရာကြီးဦးကျော်ဝင်းနဲ့တွေ့ဖို့လာခဲ့တာပါ။တကားဆောင်ကလည်းပြီးခါကိုမျက်မှောက်ကျုပ်ကကြီးလိုက်ပြီးတော့ ဆရာကြီးမရှိဘူး။ဓာတ်နေနေပါအောင်မင်းကဘာကိစ္စနဲ့ဆရာကြီးကိုတွေ့ချင်တာလဲ။လူတယောက်ကစာပေးခိုင်းလို့ပါ။ဒါဆိုအဲ့ဒီဆောင်ငါ့ကိုပေးခဲ့။ဆရာကြီးလာတော့ငါပေးလိုက်မယ်။မရဘူး။စာပေးခိုင်းတဲ့လူကဆရာကြီးရဲ့လက်ထဲကိုထည့်ပေးရမယ်လို့ပြောထားပါတယ်။မင်းတော်တော်လေးချေတဲ့ကလေးပါပဲ။ငါတို့ကိုပေးထားခဲ့။ငါတို့ပေးလိုက်မယ်။မရလို့ပါ။ဆရာကြီးအပြင်သွားနေရဆိုရင်လေကျမဒီကနေပဲထိုင်ဆောင်နေပါမယ်။ဒီကလေးမှတော်တော်ရှည်တာပဲ။စာပေးရင်ပေးခဲ့။မဟုတ်ရင်တော့မင်းကိုငါတို့မောက်ထုတ်ရလိမ့်မယ်။ အဆောက်တူကလည်းမိခါကိုရိုက်ပုတ်ရန်အတွက်အရှိကိုတက်လာပါတယ်။အဲ့ဒီခါမှာတော့မိခါကလည်းအဲ့လူထံကိုဆက်လက်နဲ့တခုကိုပြစ်လွတ်လိုက်ပါတယ်။အဲ့ဒီလူကြီးကလည်းမိခါပြစ်လွတ်လိုက်တဲ့ဆက်လက်နဲ့ကိုကမန်းကရန်ပင်ဖျက်ထုတ်လိုက်ရပါတယ်။မိခါကလည်းခုခုခိခိရိလိုက်တဲ့အခါမှာတော့အဆောက်တူကလည်းဒေါသထွက်သွားပြီ။မိကဆက်ပညာကိုတက်နေရဲဆိုပါလား။ဒါဆိုမဟုတ်မှလွဲရော။မင်းကဆက်ကိုင်းကလူပဲဖြစ်ရမယ်။မိခါကလည်းဘာမှမပြောဘဲနဲ့နေလိုက်ပါတယ်။အကိုကြီး ဒီဆက်ကိုင်းကကောက်မလေးကိုကျုပ်တို့မှတ်လောက်သားလာအောင်ပညာပေးလိုက်မှထင်တယ်။စမ်းကြည့်လိုက်စမ်းပါ။ဆက်ပြက်ကိုင်းကအဆောင်တူကလည်းမိခါထံကိုဆက်လက်နဲ့တစ်ခုကိုပြစ်လွတ်လိုက်ပါလေ။မိခါကလည်းအဲ့ဒီဆက်လက်နဲ့ကိုဖျက်ဆီးပြီးတော့ဆက်လက်နဲ့တစ်ခုနဲ့ထပ်မံပြစ်ခတ်လိုက်တဲ့အခါအဆောင်ရဲ့ရင်ဝါကိုထိမှန်ပြီးတော့အဆောင်မှာဖင်ထိုင်လဲကျသွားပါလေ။အဲ့ဒီခါမှာပဲနောက်ထပ်အဆောင်တူကလည်းမိခါကိုပြစ်ခတ်ပြန်ပါလေ။လဲကျသွားတဲ့အဆောင်ကလည်းပြန်ထားကမိခါကိုတိုက်ခတ်လိုက်ပါလေ။ မိခါမှာအဆောင်နှဦးရဲ့ပြစ်ခတ်မှုကိုတယောက်တည်းပြန်လဲတိုက်ခိုက်နေရပါတယ်အဆောင်တဦးကိုတော့ဘယ်ဘက်လက်ဖြင့်လကောင်းကျန်တဲ့အဆောင်တဦးကိုတော့ညာဘက်လက်ဖြင့်လကောင်းတိုက်ခိုက်နေရခြင်းဖြစ်ပါတယ်ဒါပေမဲ့လေမိခါရဲ့အစွမ်းကိုမရှင်းနိုင်တာမို့လို့အဆောင်နှဦးကလဲပြူသွားပါတော့တယ်အဆောင်တွေကလည်းလူးလဲထားလိုက်ရင်းနဲ့မိတော်တော်မရိုင်းတဲ့ကလေးမှာပဲမင်းကိုဆရာကြီးနဲ့တိုင်ပြောမယ်အဲ့လိုပြောပြီးတော့ခြံတကားကိုဖွင့်ကားဝေပြေးသွားပါတယ်အော်လက်ဆက်တော်တော် ရှင်တို့ဆရာကြီးကအထဲမှာရှိနေရပဲဒါကမှမရှိဘူးလေပါဒီနဲ့ ကျွန်မအထဲကိုဝင်ပြီးတော့ဆရာကြီးနဲ့တွေ့မယ်။ရှင်တို့တကားကိုဖွင့်ပေးစမ်း။မဖွင့်ပေးဘူးကွာလောကမဖွင့်ပေးဘူး။ရှင်တို့မဖွင့်ပေးဘူးဆိုရင်ကျွန်မဘာသာဖွင့်ဝင်ရတော့မှာပေါ့။မိခါကလည်းလက်ညှိုးနှစ်ခုကိုစူသေးလိုက်ပြီးတော့မြေစွမ်းအင်တွေနဲ့ကြောက်တုံးကြီးတစ်ခုကိုဖန်တီးလိုက်ပါတယ်။လဲဘိန်ဝမ်ခန့်အရွယ်ရှိတဲ့ကြောက်တုံးကြီးတွေနဲ့တစ်လုံးချန်တကားကိုပြစ်ခတ်ထည့်လိုက်တဲ့အခါမှာတော့ချန်တကားဟာဝုန်းကနေပွင့်ထွက်သွားကပြိုကျသွားပါတယ်။မိခါကလည်းချန်အတွေးကိုလှမ်းဝင်လိုက်တဲ့အချိန်မှာတော့စက်ပြက်ခိုင်းကတပည့်တွေကပြေးထွက်လာပါတယ်။ တို့ခိုင်းရဲ့တကားကိုဖျက်ဝင်တာဘသူလဲမှတ်တယ်။လက်ဆက်သက်တော့ကလေးမလေးပါလား။အဲ့လိုရေရွေနဲ့အိမ်ပေါ်ကလူတူဆင်းလာပါတယ်။အဲ့လူရဲ့ရုပ်ရည်ကတော့တာတာနာနာပဲဖြစ်ပြီးတော့ရောင်နှုန်းကြီးတစ်ခုကိုထုံးထားပါတယ်။ရှင်ကဥကြုံဝေးလား။မဟုတ်ဘူး။ငါကသူ့လက်ယုံမောင်းအောင်ပဲ။ကျမကဥကြုံဝေးနဲ့တွေ့ကျင်တာပါ။အဲ့ဒီခါမှတော့ဆောင်တူကလည်းမောင်းအောင်ဆိုသူထံကိုပြေးသွားကဆရာဒီကလေးမကစက်ကိုင်းကလှုပ်လိုက်တဲ့လူပါ။မောင်းအောင်ကလည်းတစ်ချက်ပြုံးလိုက်ပြီးတော့ မေးလို့မလောက်လေးမလောက်စားကလေးလေးကငါတို့ဂိုင်းထဲကိုဝင်ကျေတိုင်းဝင်ထွက်ကျေတိုင်းထွက်လို့ရတယ်လို့ထင်နေရပေါ့ခြံတကားကိုဖြတ်တဲ့အတွက်မင်းပြန်ပေးဆက်ရမယ်ကွာမောင်အောင်ကလည်းလူတယောက်ကိုကြည့်လိုက်တဲ့အခါမှာတော့အဲ့လူကအရှိကိုပြေးထွက်လာပါတယ်မိခါကလည်းအဲ့လူထံကိုဆက်လက်နဲ့တစ်ခုနဲ့ပြေးခတ်လိုက်တဲ့အခါအဲ့လူဟာလည်းမိခါရဲ့ဆက်လက်နဲ့ကိုဖြတ်လိုက်ပြီးတော့ဆက်လက်နဲ့တစ်ခုနဲ့ထပ်မံပြေးခတ်ပြန်ပါတယ်တုံးချီကံပြေးခတ်ပြီးတဲ့အခါမှာတော့ဆက်ဖြတ်ဂိုင်းသားဟာမိခါရဲ့လက်နဲ့ကိုထိမှန်ကအနောက်ကိုလွှဲထွက်သွားပါတယ်မိခါကလည်းရီမောလိုက်ပြီးတော့ ဆက်ဖြတ်ခိုင်းကလူတွေကလည်းခြာလိုက်တာမိခအဲ့လိုပြောလိုက်တဲ့အခါမှာတော့ခိုင်းသားတွေဟာဒေါသထွက်သွားပါတယ်ခိုင်းသားနှစ်ယောက်ကလည်းရှေ့ကိုတိုးလာပြီးတော့မိခနဲ့ပြစ်ခတ်ကြပြန်ပါတယ်အဲ့လူနှုတ်ကလည်းငါးကြည့်ပြီးမကြလိုက်ပဲနဲ့မှောက်သွားပြန်ပါတယ်တခြားခိုင်းသားတွေကလည်းထပ်မံတိုက်ခိုက်ဖို့အတွက်ပြင်ဆင်လိုက်ကြခြင်းမောင်အုံးကလည်းလက်ကပြလိုက်ကမိခရဲ့အရှေ့ကိုခုံဝင်လာခဲ့ပါတယ်မင်းကဒီအသက်ဒီရွယ်နဲ့ဒီလောက်ပညာတွေတိုးတက်နေပုံထောက်ရင်တော့စက်ကားရဲ့ဝက်ဖဲတစ်ချက်ကမင်းမဖြစ်ရမယ် မောင်အောင်ကလည်းဆက်လက်နေတဲ့ခုပိုင်းရှင်ဖြစ်ပါတယ်။မောင်အောင်နဲ့မိခါတို့ဟာလည်းအချိန်တော်ကြာတဲ့အထိတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့နှစ်ဦးစလုံးအနိုင်ရှုံးမပေါ်ပဲဖြစ်နေပါတယ်။ကြီးစုနေသူတွေကလည်းရင်တထိတ်ထိတ်နဲ့ကြည့်နေမိပါတယ်။အဲ့ဒီအချိန်မှာပဲအိမ်ကြီးတဲ့ကနေလူကြီးတဦးကထွက်လာခဲ့ပါတယ်။အဲ့ဒီလူကြီးကမောင်အောင်တို့တိုက်ခိုက်နေတာကိုအတန်ကြာအောင်လို့စိုက်ကြည့်နေပါတယ်။မောင်အောင်မှာတိုက်ခိုက်နေတဲ့အချိန်ကြာလာတဲ့အမျှတဖြည်းဖြည်းမဟန်တော့ပါဘူး။ဒါကြောင့်မလို့အိမ်ပေါ်ကလူကြီးကလည်းလှမ်းအော်လိုက်ပါတယ်။အားလုံးရက်လိုက်ကြဟိ့။ အောင်မြင်ခံရတဲ့အတန်ကြီးကထွက်လာတဲ့အတွက်မောင်အုံးမှဆက်ပစ်ချင်းကိုရက်တက်လိုက်ပါတယ်။အဲ့ဒီချိန်မှာမိခါပစ်လိုက်တဲ့ဆက်လက်နဲ့နှစ်ခုဟာမောင်အုံးထံကိုပြေးဝင်လာလေရာမောင်အုံးမှအံ့ဩနေတဲ့အချိန်အိမ်ပေါ်ကလူကြီးကလည်းဆက်တွေနဲ့ပြစ်ခတ်လိုက်ကဖျက်ဆီးလိုက်ရပါတယ်။မောင်အုံးကလည်းအဲ့ဒီလူကြီးထံကိုပြေးသွားကဆရာကြီးဆက်ကိုင်းကကလေးမတစ်ယောက်ကကျွန်တော်တို့ကိုနှောက်ယှက်နေပါတယ်။အဲ့ဒီလူကြီးကလည်းဆက်ကိုင်းကဥကြော်ရည်နဲ့ရုပ်ရှင်စင်တူလာတာဖြစ်တာမို့ဆက်ပြက်ကိုင်းကဥကြော်ဝေးဖြစ်မယ်လို့မိခါကလည်းထင်မှတ်လိုက်ပါတယ်။ ဆရာကြီးဆိုတော့ရှင်ကဥကြော်ဝင်များလားဟုတ်တယ်မင်းကငါတို့ဂိုင်းတဲ့အထိဝင်လာဖို့ထောက်ရင်တော့တော်တော်ကိုအတင့်ရဲနေတဲ့ပုံပဲကျမကဆရာကြီးစီကိုစာတစ်စောင်ပေးဖို့ရောက်လာခဲ့တာပါမိခါကလည်းစာရွက်ခောက်ကိုထုတ်လိုက်ကလေရဲ့စွမ်းရင်ကိုအသုံးပြုပြီးတော့အဲ့ဒီစာရွက်ကိုဥကြော်ဝေးထံကိုလှမ်းပြစ်သွင်းလိုက်ပါတယ်အဲ့ဒီခါမှာတော့ဥကြော်ဝေးကလည်းစာရွက်ကိုဖမ်းယူလိုက်ပြီးဖွင့်ပေမကြည့်တော့ပဲတခါလေးစုပ်ပြဲလိုက်ပါတယ်မိခါမှလည်းအံ့ဩသွားပြီးတော့ဆရာကြီးစာအုပ်ဘာဖြစ်လို့ပြဲလိုက်တာလဲ မင်းတို့ gain နဲ့ဘာမှဆွေးနွေးစရာမရှိဘူး။ဦးကျော်ဝေးကလည်းပြောဆိုရင်းနဲ့မိခါကိုလက်ညှိုးနဲ့ထိုးလိုက်ကမင်းပြန်လိုက်တော့ကလေးပါ။အဲ့ဒီခါမှတော့ဦးကျော်ဝေးရဲ့လက်ကနေဆက်လက်နဲ့သုံးခုကတပြိုင်တည်းထွက်ပေါ်လာပါတယ်။မိခါမှဆက်လက်နဲ့နှစ်ခုကိုဖျက်ဆီးလိုက်နိုင်ပေမဲ့ကျန်တဲ့ဆက်လက်နဲ့တစ်ခုကိုမဖျက်နိုင်တော့မှုဆက်လက်နဲ့ထိမှန်ကအနောက်ကိုလွတ်ထွက်သွားပါတယ်။ဦးကျော်ဝေးပြစ်လို့လိုက်တဲ့ဆက်လက်နဲ့ဟာလေစွမ်းအင်ဆက်လက်နဲ့တစ်ခုဖြစ်တာမို့လို့မိခါဟာလေပေါ်ကိုမြောက်တက်သွားကတောင်အောက်ကိုပြုတ်ကျသွားပါတယ်။ မြေကြီးနဲ့ထီထွေကနေအချိန်မှာပဲလေးဆက်လက်နဲ့တခုကိုမြေကြီးနဲ့ပြက်ခတ်ကဟန်တားလိုက်တာမှုအကြာတက်တာသွားပါတယ်။ဒါပေမဲ့လည်းမြေကြီးပေါ်မှာသုံးလေးပက်ခတ်ဂျုံးပြက်ကလိမ့်ကြသွားပါတယ်။မိခါတကူလုံးတည့်ရွဲ့ချောက်တွေဖုံမုတ်တွေနဲ့ပေးချန်နေပါတော့တယ်။မိခါဟာဖုံတွေကိုခါထုတ်ရင်းနဲ့လူသွားတဲ့အတိုင်းဆင်းသက်လာခဲ့ရာဥဆန်သိအိမ်ကြီးကိုရောက်တဲ့အခါမှာတော့စိတ်တလုံးနဲ့ပြန်လဲတွေးဆုံပါတယ်။စိတ်တလုံးတကူလုံးလည်းမီးလောင်ခံထားတဲ့ကဲ့သို့ဖြစ်နေကဝေစားထားတဲ့အဝေစားတွေကလည်းမီးပေါက်ထားသည်နဲ့အပေါက်ပေါက်တွေဖြစ်နေပါတယ်။ မိခါကလည်းစိတ်တလုံးကိုထူးဆန်းစွာကြည့်လိုက်ရင်းနဲ့ဦးကြီးစိတ်တလုံးအခုဘာဖြစ်လာတာလဲစိတ်တလုံးကလည်းမိခါရဲ့အမေကိုဖြေရန်ပြင်ဆင်လိုက်စဉ်ချောင်းဆိုးကျင်လာတာမို့လို့ချောင်းဆိုးလိုက်မိပါတယ်အဲ့ဒီခါမှာတော့စိတ်တလုံးရဲ့ပါးစပ်တွင်းကနေမိကိုငွေတွေနဲ့ပြာမှုန့်တွေကတဖွာဖွာထွက်ကြလာပါတယ်ငါစက်ကိုင်းကဦးကျော်ရွေးစီကိုစာသွားပို့တယ်ဟာစာပို့တာဘာဖြစ်လို့ဒီပုံကြီးဖြစ်လာတာလဲဒီကောင်တပည့်တွေကငါ့ကိုဝိုင်းစော်လို့ဟာဒါဆိုစာရောပို့ခဲ့ရလား စိတ်တလုံးကမီးပေါက်နေတဲ့အင်ဂျီအိတ်ကအတွင်မှဆောက်ရွက်ကလေးကိုထုတ်ပြလိုက်ပါတယ်။ဆောက်ရွက်ခောက်ကလေးကမီးတွေလောက်ကျွမ်းထားတာမို့လို့ပြာမုံတွေအဖြစ်နဲ့လေထဲမှာပြန်ကျဲသွားပါတယ်။မိခားတဲ့စိတ်တလုံးတို့ဟာစာပို့ရမှာမအောင်မြင်ခဲ့တာမို့လို့ခေါင်းငိုက်ဆိုင်ချကပြန်လာခဲ့ပါတယ်။ဦးစံသိန်းကအဲ့ဒီအကြောင်းကိုသိတဲ့အခါမှာတော့အလုံးတော်သာထွက်နေပါတယ်။ဆရာကြီးရဲ့တပည့်တွေကတကယ်ကိုပဲမောက်မှာရိုက်ဆိုင်ကုန်ကြပြီးဆရာကြီးရဲ့ပညာကျမ်းပေးမယ်ဆိုတာကိုတော့မှစိတ်မဝင်စားကြတော့ဘူး။ဒီကောင်တွေစိတ်မဝင်စားတော့လေ နေပေါ့ကွာပညာကျမ်းကိုငါတို့ဟာငါတို့သွားတူးကြတာပေါ့ရွှေခေါ်ကလည်းကောင်းကြီးလေးရဲ့ကျွန်တော်မှအကြံတစ်ခုရှိတယ်ဆရာကြီးရဲ့ဒီကောင်တွေကဆရာကြီးကိုတွေးမခံဘူးဆိုရင်လေနောက်နေ့ရကြတဲ့အခါတဲစည်းကုံပေါ်မှာနှစ်ဖက်ပညာပြိုင်ပွဲရှိတယ်အဲ့ဒီပွဲကြမှာသွားပြီးတော့ဆရာကြီးရဲ့ပညာတွေကိုပြလိုက်မယ်ဆိုရင်သူတို့ဆရာကြီးကိုမတွေ့ကြလို့မရတော့ဘူးမဟုတ်လားအေးမင်းပြောတဲ့အကြံကောင်းတယ်တို့တွေအဲ့ဒီရက်ကိုစောင့်ကြတာပေါ့ညနေခင်းရောက်တဲ့အခါမှာတော့ဦးဇံသိန်းကမိခါကိုခြံနောက်ဘက်ကိုခေါ်ဆောင်သွားပါတယ် မင်းရဲ့စက်ဖြစ်တဲ့ပညာကိုလေ့ကျင့်ကြရအောင်မိခါ။ရွှေခေါကလည်းကောင်းခါပြီးတော့ကျွန်တော်တို့ဒုက္ခိတာကလေးကိုတော့ချမ်းသာပေးပါဆရာကြီးရဲ့။အဲ့ဒီခါမှတော့ဦးစံသေးကစက်ပြေကွေတစ်ဖက်တွင်နေရာယူလိုက်ပါတယ်။ကဲမိခါ။မင်းရင်စတင်ပြီးတော့တိုက်ခိုက်ပြီးတော့မိခါကလည်းဦးစံသေးကိုစက်နဲ့ပြစ်ခတ်ပါတယ်။ဦးစံသေးကလည်းမိခါကိုပို့ပို့တတထားကပြန်လေတိုက်ခိုက်ပါတယ်။ဒါပေမဲ့လည်းမိခါပြစ်လိုက်တဲ့ဆက်ဟာအလွန်အစွမ်းထက်နေရမှုဦးစံသေးပြီးထူးဆန်းသွားမိပါတယ်။ မိခါရဲ့ပြပြထန်ထန်တိုက်ခိုက်မှုကိုဦးစံသိကပြီးအံ့ဩနေမိပါတယ်။မိခါမိရဲ့ပညာကတော်တော်ကိုတိုးတက်သွားပါလား။စံတစ်ခုတော့မှပြိုင်တူပြစ်ခတ်နိုင်တဲ့အဆင့်ကိုရောက်နေပါလား။ဟုတ်ပါတယ်ဆရာကြီး။ဒီမှာကြည့်လိုက်စမ်းမိခါ။ဦးစံသိကလည်းလက်ငါးချောင်းကိုထောင်းလိုက်ပါတယ်။အဲဒီခါမှာတော့ဦးစံသိရဲ့လက်ငါးချောင်းပေါ်မှာဆက်လက်နဲ့ငါးခုပြန်တန်းနေရကိုတွေ့လိုက်ရပါတယ်။အဲဒီဆက်လက်နဲ့တွေကအယောင်သွေးစုံနေစွာနဲ့ဝေးလံနေပါတယ်။ဆရာကြီးကလက်ငါးချောင်းစလုံးမှာဆက်လက်နဲ့တွေဖန်တီးနိုင်ရပါလား။ ဟုတ်တယ်မိခါဇက်လက်နဲ့နှလုံးဖန်တီးနိုင်ဖို့ဆိုတာမလွယ်ကူဘူးဆိုရင်ဇက်လက်နဲ့ငါလုံးဖန်တီးဖို့ကရောလွယ်ကူပါမလားလွယ်တော့မလွယ်ဘူးပေါ့ဆရာကြီးဇက်လက်နဲ့တခုဖန်တီးဖို့အတွက်စိတ်အားစိုက်ဖို့လိုအပ်ပြီးတော့နှစ်ခုဖန်တီးဖို့ဆိုရင်စိတ်နှစ်ခုနဲ့တစ်ပြိုင်တည်းဖန်တီးရတာပဲဆက်လက်နဲ့ပြန်ခွဲပြီးမစတင်ခင်မှာတမားကုန်ပြရဲဆိုပြီးတော့ကိုဘလောက်ပညာတက်ကြောင်းကိုရဲ့ပညာတွေကိုပြသရတယ်မိခါရဲ့လက်ဝဲတမားတွေလက်သီးမထိုးခင်လက်ပန်းပေါက်ပြသလိုတိုင်းသမားတွေတိုင်းမချခင်ဓာရီပြကြသလိုပေါ့ကွာ နားလေပါပြီဆရာကြီးဆက်နှလုံးကိုဖန်တီးသွားတတ်ပြီဆိုရင်သုံးလုံးဖန်တီးဖို့ကလည်းမခဲရင်တော့ဘူးသုံးလုံးဖန်တီးတတ်ရင်လေးလုံးဆိုတာကလည်းအလွယ်လေးပဲမိခါရဲ့မိရဲ့ဆက်လက်နဲ့တွေကိုငါနဲ့ဆက်ပြီးတော့လေးကျင်ကြတာပေါ့မိခါကလည်းဆက်လက်နဲ့သုံးလုံးကိုဖန်တီးနိုင်ဖို့အတွက်စူးစမ်းနေရပါတယ်ဦးဆိုင်သိန်းကလည်းဆက်လက်နဲ့ဖန်တီးရန်အတွက်ဒီစနစ်တွေကိုတင် जा ပေးပါတယ်မကြာခင်မှာပဲသုံးခုမြောက်ဆက်လက်နဲ့ကိုဖန်တီးနိုင်သွားပါတယ်တညနေမကုန်ခင်မှာပဲဆက်လက်နဲ့၅ခုကိုဖန်တီးတတ်သွားပါတယ်ဦးဆိုင်သိန်းကလည်းမိခါကိုကြည်ကား အလွန်ကိုကျေနပ်နေမိပါတယ်။မင်းကဆက်လက်နဲ့ဖန်တီးဖို့များလူဖြစ်လာလားမသိဘူးမိခါရေ။ငါတပည့်တွေထဲမှာတချို့ကတနစ်ထဲနဲ့ပညာတတ်တဲ့လူတွေရှိသလိုတချို့ကလည်း၃လနှစ်၄ကျင့်သင်ကြားပေမဲ့ဒီပညာတွေကိုမတက်မြောက်ဘူးကွ။ဒါကြောင့်ငါတခုဆုံးဖြတ်လိုက်ပြီမိခါ။ဆရာကြီးပြောပါ။ငါစိုးရိမ်နေတာတခုရှိတယ်။ငါတတ်တဲ့ဆက်ပညာတွေဆိုတာရှေးဆရာတွေအဆက်ဆက်နှုတ်တိုက်သင်ကြားပေးတာဖြစ်လို့ငါသေးသွားရင်ဒီပညာတွေပြောက်ွယ်သွားမှာကိုစိုးရိမ်နေခဲ့တာပဲ။ငါတပည့်ကြော်ရွေးနဲ့ကြော်ဝေးဆိုတာကလည်း တိတ်ယုံစားလို့ရတာမဟုတ်ဘူးဒါကြောင့်မလို့ငါပညာတွေအကုန်လုံးကိုဆရာစားမချန်ပဲမိကိုအကုန်လက်ဆင့်ကပ်ပြီးတော့သင်ကြားပေးခဲ့မယ်မိခါကလည်းအော်ဝမ်းသာသွားရင်နဲ့ဆရာကြီးတကယ်ပြောတာလားဟုတ်တယ်ဒီပညာတွေကိုတက်ပြီးရဲ့အခါပညာတွေမပြောက်ပြက်အောင်မင်းကအများကြီးစူးစမ်းလက်ဆင့်ကပ်ပေးရလိမ့်မယ်စိတ်ချပါဆရာကြီးအဲ့ဒီလိုနဲ့ဆရာဦးဆန်သိန်းကလည်းစက်ပြေပညာရဲ့လှုပ်ဝက်ချက်ဒီအားလုံးကိုမိခါကိုသင်ကြားပြသပေးပါတော့တယ်ညမိုးချုပ်ခဲ့ပြီဖြစ်ပါတယ် ကောင်းကင်မှာတော့လာမီးကဝင်းပါစွာတာယာနေပြီးတော့ကျဲကလေးတွေကလည်းတဖိဖိတောက်ကဝင်းလက်နေပါတယ်။ဥဆန်သိန်းကလည်းကောင်းကင်ကိုတစ်ချက်မော့ကြည့်ကငါရဲ့ပညာကျမ်းကိုတွားဖော်ရမယ့်အချိန်ရောက်ပြီမိခါအဲ့ဒီပညာကျမ်းဆိုတာကဘာများလဲရင်ငါဘရေဂျီကိုင်းကနေခိုးယူခဲ့တဲ့ပညာကျမ်းပေါ့မိခါနဲ့ဥဆန်သိန်းတို့ကလည်းအင်္ဂလိပ်အတွင်းကနေတိတ်တိတ်လေးထွက်လာခဲ့ပါတယ်။ဥဆန်သိန်းကလည်းကောင်းကင်ကိုမော့ကြည့်ကကျဲတာယာတွေကိုကြည့်နေပါတယ်။ဒီပညာကျမ်းကိုငါကတိုက်ရှင်ဆိုတဲ့နည်းနဲ့ ြုတ်နှံထားခဲ့တာမိခါရဲ့တိုက်ရှင်ဆိုတဲ့အတိုင်းဒီပညာကျမ်းကိုထည့်ထားတဲ့ဆက်လက်နဲ့တခုဟာမြေကြီးအတွင်းကရွေးလျားပြီးသွားနေတယ်တိုက်ရှင်ဆိုတာအခုမှပဲကြားဘူးတော့တယ်ဆရာကြီးရဲ့အဲ့ဒီဆက်လက်နဲ့ကမြေအောက်မှာသွားလာနေပြီးတော့တရက်နှစ်တရက်နေရာမတူဘူးတနာရီနဲ့တနာရီတောင် တိုက်ရှိတဲ့နေရာကကွဲပြားသွားတတ်တယ်အဲ့ဒီပညာကျမ်းကတော်တော်စွမ်းပါဘောနော်ဆရာကြီးစွမ်းတာကတော့စွမ်းတော့တယ်ဒီပညာကျမ်းကိုတက်မြောက်တဲ့လူဟာနှစ်တပါးလိုအစွမ်းသိပ်ထိပြီးရလာနိုင်တယ်တဲ့ကွ ဒီကျန်းကိုကြော်ရွေးလို့ညီအကိုတွေလိုချင်နေကြတာကြားလှပေါ့ငါမရှိတဲ့အချိန်မှာသူတို့တွေယူဆောင်သွားမှာကိုစိုးရိမ်နေတဲ့အတွက်ငါကဒီလိုဖွက်ခဲ့တာပဲတိုက်ရှိနိုင်တဲ့နေရာကိုလည်းရွှေခေါ်တယောက်တည်းကိုပဲပြောခဲ့တာပဲဥဇံသိန်းကကောင်းကင်ကိုမောကြည့်လိုက်ပြီးကောင်းကင်မှာတာယာကြီးကိုလုံးဆိုတာရှိတယ်တာယာကိုလုံးပေါ်မူတည်ပြီးတော့နက်ခတ်28လုံးဆိုတာထပ်ပြီးတော့ဖြစ်ပေါ်တယ်တာယာဆိုတာကတော့မိမိသွားတဲ့လမ်းကိုမစွန့်ဘဲနဲ့သွားမြဲသွားလဲမြဲလဲနေတဲ့အရာမို့လို့တာယာလို့အမည်ပေးထားတာ နက်ခတ်ဆိုတာကြတော့အဖန်တလဲလဲအဆက်မပြတ်ဖြစ်ပေါ်နေတဲ့အတွက်နက်ခတ်လို့ခေါ်တာကွတာယာတွေဆိုတာကမြစ်မိုတောင်ကိုလက်ရရစ်ပတ်လှဲ့ပတ်နေတာပေါ့ကွတာယာကြီးကိုလုံးမှာကြီးတာယာဟင်းတာတာယာပဇွန်တာယာချိန်ခွေတာယာစံကျင်တာယာတန်ငါတာယာစင်တာယာမြင်းတာယာပြိုင်းတာယာဆိုပြီးတော့တာယာကိုလုံးရှိတဲ့မိခါလည်းကောင်းကင်ကိုကြီးလိုက်ရင်းနဲ့ဆရာကြီးကသာပြောနေတာကောင်းကင်မှာကြီးကန်းနဲ့တူတဲ့ပုံလဲမတွေ့ ပဇုံလည်းမတွေ့ချိတ်ခွေနေပါရီလည်းမတွေ့ပါလားဆရာကြီးရဲ့အဲ့ဒီခါမှာတော့ဥဆန်သိန်းကလေးရှိကဟိုးမှာကျဲခုနှလုံးစုယုံနေရကိုမြင်တယ်မဟုတ်လားဥဆန်သိန်းထိုးပြတဲ့နေရကိုမိခါကလည်းကြည့်လိုက်ပါတယ်အေးအဲ့ဒါကကျိတ်ထီကကျဲပဲကျိတ်ထီကကျဲခုနှစ်သွဲကျက်ငယ်စုသလိုဆိုတဲ့စာစုရှိတယ်မဟုတ်လားအဲ့ဒီကျိတ်ထီကကျဲကိုအရက်ခေါ်ကြဖြောက်စိတ်ကျဲလို့ခေါ်တယ်ကျမကတော့ကောင်းကင်ကိုကြည်သမျှဒီကျဲတွေကြည်ပဲလားလို့ထင်ရတယ်အဲ့ဒီခါမှာတော့ဥဆန်သိန်းကလည်းရှိပြန်ပါတယ် ဒါကြောင့်လေတမိုးလိုဖျောက်ဆိတ်ကြီးပဲဆိုတဲ့သကပုံဖြစ်လာတာပေါ့မိခါရဲ့ကျဲတွေအကြောင်းနက္ခတ်တရားတွေအကြောင်းကိုမသိရလူကကြည်ကြည်တမျှဖျောက်ဆိတ်ကျဲတွေကြီးထင်နေတော့တာခုနကတရားတွေနဲ့အဲ့ဒီကျဲတွေနဲ့ကဘာဆိုင်လို့လဲရင်ကျိတ်တိကကျဲကကြီးတရားနဲ့ရှင်သွားတယ်ကြီးတရားရဲ့နှုတ်သီးပြားကငါမြုပ်ထားတဲ့ပညာကျမ်းရဲ့ဆက်လက်နဲ့နဲ့ရှင်ပြီးတော့တီရှိနေတယ်ဟောဟိုမှာတပွင်နဲ့လေးနေတဲ့ကျဲကြီးကိုတွေ့တယ်မဟုတ်လားအဲ့ဒါကကြီးတရားရဲ့နှုတ်သီးပဲသူ့ရဲ့နှုတ်သီးချရာအရက်ကိုငါတို့လိုက်ရမယ် ဲ့ဒီတော့မှမိခါရတဲ့အနေငယ်သဘောပေါက်သွားပါတယ်လက်ဆက်သက်တော်ဒီလိုကိုဒါကြောင့်ရှေခေါကသူ့ကိုတိုက်နေရပြပါလို့ပြောတဲ့အခါကို့မျက်လုံးတွေကိုဖောက်ထုတ်လိုက်တာကိုတကယ်တော့ဒီတိုက်ကိုရှာဖို့ဖို့အတွက်မျက်စိအမြင်ကအများကြီးအရေးကြီးတယ်မဟုတ်လားမိခါနဲ့ဦးစံသိန်းတို့ကလည်းကြီးတာယာနှုတ်သီးချတဲ့အရက်ကိုလိုက်လာခဲ့ပါတယ်အဲ့ဒီနေရာမှာတစ်ပင်ကြီးတပင်ဖြစ်နေပါတယ်တစ်ပင်ကြီးဆိုတော့တစ်ပင်အောက်ကိုတူးရမှာပေါ့မဟုတ်ဘူးဒီတစ်ပင်ကြီးရဲ့မှာဆက်လက်နဲ့ရှေ့နေပုံရတယ်မိခါ ဒါဆိုဒီသစ်ပင်ကြီးကိုဖျက်ဆီးရမှာပေါ့နော်ဆက်လက်နဲ့တွေနဲ့ဖျက်ဆီးမယ်ဆိုရင်ကြာနေမယ်မိခါငါတို့ထုတ်လွှတ်လိုက်တဲ့ဆက်လက်နဲ့တွေဆိုတာတက်မယ်တွေကိုထိခိုက်စေဖို့အတွက်ခဲရည်လို့နေငါတို့ဒီမှာထိုင်ဆောင်နေကြမယ်တာယာတွေပုံစံပြောင်းတဲ့အချိန်မှာဒီဆက်ဟာလည်းသူ့အလိုလိုထွက်လာမှာပဲမိခါနဲ့ဦးစာသိန်းတို့ဟာသစ်ပင်အောက်မှာစောင့်နေကြပါတယ်ကိုတရားညက်ခံကြပြီးရဲ့အခါမှာတော့သစ်ပင်ကြီးဟာတုံ့လုံလာပြီးတော့ PC အတွင်းကနေအလေးရောင်တွေတိုးထွက်လာကအလေးလုံးကြီးတစ်လုံးကပြန်တန်းတက်လာပါတယ် အရေးလုံးကြီးဟာလည်းအုံတီတလုံးခန့်ရွယ်စားရှိပြီးတော့တစ်ပင်အတွင်းကနေပြန်တက်လာပြီးတနေရာကိုပြန်တန်းသွားရန်အတွက်တာဆုံနေပါတယ်မိခါအဲ့ဒီဆက်ကိုမင်းဖြတ်တတ်တယ်မဟုတ်လားအပေါ်ကိုပြန်တက်တတ်တယ်ဆိုတော့လေတက်တွေများများနဲ့ဖွဲ့စည်းထားတာပဲဖြစ်ရမယ်လေဆိုတာကင်တွေလို့မရတဲ့ဒွတ်မဲ့အရာဆိုတော့ဒွတ်ရှိတဲ့အဆိုင်ခင်းနဲ့ဖြတ်ရင်ရနိုင်ပါလေဆရာကြီးမိခါကလည်းဆက်လက်နဲ့အာကိုဖြတ်စည်းလိုက်တဲ့အခါမှာတော့ဆက်လက်နဲ့တစ်ထပ်ဟာပြတ်စည်းသွားပြီးအတွင်းမှာတော့ဆက်လက်နဲ့နောက်တစ်ခုကထပ်မံပေါ်လာပြန်ပါတယ် အဲ့ဒီနည်းနဲ့ဆက်လက်နဲ့ခုနှစ်ထပ်ကိုဖြန့်စည်းပြီးတဲ့အခါမှာတော့စက်လုံးကြီးဟာမြေကြီးပေါ်ကိုကျလာကပြက်ကွယ်သွားပါတယ်စက်လုံးကြီးအတွင်းမှာတော့တစ်သားတစ်တာငယ်တွေတလုံးရှိနေပါတယ်မိခါကလည်းတစ်သားတစ်တာလေးကိုပြေးယူပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါမှာအတွင်းမှာတော့ငွေပြားကြံ့ငယ်လေးတွေကိုတွေ့ရတာမို့မိခါမှာအံ့ဩသွားပါတယ်အလိုဒီငွေပြားတွေကငါ့ကိုဟိုလူကြီး၃ယောက်ပေးသွားတဲ့ငွေပြားပေရွက်တွေနဲ့တူနေပါလားမိခါကလည်းစိတ်ထဲမှာရေရွတ်လိုက်မိပါတယ်အဲ့ဒီအခါမှာတော့ဦးဆန်သိန်းကလည်း အနားကိုရောက်လာပါတယ်။ဒီခါကလေတိတ္တာလေးကိုဥဆန်သိန်းစီကိုကမ်းပေးလိုက်ပါတယ်။ဥဆန်သိန်းကတိတ္တာအတွင်ကငွေပြားချက်တွေကိုကြည်ကတစ်ချက်ရေးလိုက်ပြီးတော့တန်မိုးကြီးရဲ့ကြမ်းတစ်ခုဆိုလို့ငါမှပရင်ကြီးကိုင်းတဲ့ကိုလိမ့်လဲပြီးတော့ဝင်လိုက်ရတာ။တကယ်တမ်းကျတော့ဟိုဒီငွေပြားအလူတွေပဲဖြစ်နေတယ်။ဒီခါကလေဥဆန်သိန်းကိုမေးဆန်းကြည့်ချင်တာမို့ဒီငွေပြားတွေကဘာကြမ်းလဲရင်ဆရာကြီး။ငါလည်းမပြောတတ်ပါဘူးမိခါရ။ဘာတန်ပိုးမှမရှိတဲ့ကြံကိုဘရင်ကြီးခိုင်းကလူတွေကတိတ်ဆီထားတယ်ဆိုတာဖြစ်ပါမလားဆရာကြီးရဲ့ တန်ဖိုးဆိုတာလူကတတ်မှတ်တာပဲမိခါပစ္စည်းကတတ်မှတ်တာမဟုတ်ဘူးပစ္စည်းတစ်ခုရဲ့တန်ဖိုးဆိုတာအဲ့ဒီပစ္စည်းကိုဘလောက်တန်မှန်သိရလူတွေအတွက်မှသာတန်ဖိုးရှိတာကွဥဆန်သိကလည်းရုံးဘူးလေးအတွင်ကငွေပြားချက်တွေကိုထုတ်ယူပြီးတော့ကြည့်လိုက်ပါလေငွေပြားချက်မှာ၄ချက်တိတိရှိနေရကိုတွေ့ရပါတယ်ဒီငွေပြားတွေကလည်းတခုခုတန်ဖိုးရှိနေမှာတော့သိကြတယ်မိခါဒါပေမဲ့ဒီဗဟေတိကိုအပြေပေါ်ဖို့အတွက်ငါမတက်နိုင်တော့ဘူးငါရဲ့အသက်အရွယ်နဲ့ဒီငွေပြားတွေရဲ့အကြောင်းကိုလိုက်ပြီးတော့စုံစမ်းဖို့ရလည်းမဖြစ်နိုင်တော့ဘူး ဒီတော့မိကုံကဒီငွေပြားလေးတွေကိုအမွေဖြစ်နဲ့ပေးခဲ့ပဲ။ဘရင်ကြီးကိုင်းကလူတွေကဒီငွေပြားတွေရဲ့အကြောင်းကိုသိသွားရင်ဘယ်လိုလုပ်လဲရင်ဆရာကြီး။မပူပါနဲ့မိခါရ။ဘရင်ကြီးကိုင်းကလူတွေကငါယူသွားတယ်လို့ပဲသိခဲ့ကြတာပါ။ငါမိကိုပေးခဲ့တယ်ဆိုတာဘယ်သူမှသိမှာမဟုတ်ဘူး။မင်းသာတူတူတိတ်တိတ်နဲ့နေမယ်ဆိုရင်ဘယ်သူမှသိစရာအကြောင်းမရှိဘူး။ဦးစံသိန်းကလည်းငွေပြားလေးချက်ကိုတစ်တာလေးအတွင်မှာပြန်ထည့်လိုက်ကမိခါကိုပေးလိုက်ပါတယ်။ဒါမင်းအတွက် ပေးခဲ့တဲ့ငါရဲ့အမွေပဲ။ မိခါကလည်းတစ်တာလေးကိုလက်နှစ်ဖက်နဲ့တည်တည်ချာချာယူလိုက်ပြီးတော့ကျေးဇူးတင်ပါတယ်ဆရာကြီးမိခါမှာစာကနဦးချင်းကငွေပေးလွာလေးလွာအကြောင်းကိုဦးစံသိန်းကိုပြောပြခြင်းပေမဲ့အခုတော့မပြောပြဘဲနေလိုက်ခြင်းကပုံမို့တင့်မြက်လိုက်မယ်လို့ထင်လိုက်ကဘာမှမပြောတော့ဘဲနဲ့ရင်ကုန်နှုတ်ပိတ်နေလိုက်ပါတယ်အဲဒီနောက်မှာတော့ဦးစံသိန်းနဲ့တူတောအော်တွင်ကနေပြန်ထွက်လာခဲ့ပါတယ်အင်ကိုရောက်တဲ့အခါမှာတော့လူကြီးတော့ရောက်ပေးသွားတဲ့ငွေပေးလွာလေးချက်ကိုပါတစ်တာလေးအတွင်းထဲကိုထည့်ကသိသိထားလိုက်ပါတယ် စုစုပေါင်းချစ်ချက်တော့ပြည့်ပြီအချက်20ပြည့်ရင်မော်ရှင်ဖြစ်စေမယ့်နှစ်ကျန်းကိုရတော့မယ်မိခါကလည်းပြုံးလိုက်ပြီးပါတယ်တစ်ဖက်မှာလည်းဒေဝကိုင်းကဆက်ကိုင်းကိုတတ်ခိုက်ရတဲ့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်နန်းဆောင်ကြီးအတွင်းမှာတော့ဥမာရာဟာဒေဝကိုင်းသားတွေကိုညီလာခံခေါ်ယူကျင်းပနေပါတယ်အားလုံးသိကြတဲ့အတိုင်းကျုပ်တို့ကိုင်းကအခုချိန်ကစပြီးတော့နေမီချက်ထွင်တော့မယ့်အချိန်ဖြစ်တယ်ဒါကြောင့်မို့နေမီတစ်ခုကိုမကြခင်စတင်တိတ်ပိုက်တိုက်ခိုက်တော့မယ်ဒေဝကိုင်းသားတွေကလည်းဥမာရာရဲ့စကားကိုနားဆွင့်နေပါတယ် ဆက်ကိုင်းဆိုတာဂိုင်းကြီးကိုးကိုင်းတဲ့ကတကိုင်းပါဝင်ဖြစ်တယ်။ဒါပေမဲ့ဂိုင်းကျုပ်ဥဆန်တဲ့တိတ်ဆုံးပြီးကြတဲ့ကဆက်ကိုင်းတဲ့ကတပည့်တွေအချင်းချင်းစိတ်ဝမ်းကွဲပြီးတော့ဆက်ကိုင်းနဲ့ဆက်ပြက်ကိုင်းဆိုပြီးတော့ကွဲပြားသွားတာဖြစ်တယ်။ရတူဟာပြိုကွဲပြီးအားနည်းနေပြီဖြစ်တဲ့အတွက်အခုချိန်ကအခွင့်ကောင်းဖြစ်တယ်။ဒါကြောင့်မို့လို့မနေ့ပြန်ညမှာဆက်ကိုင်းတည်ရှိတဲ့ဆက်အင်းရွာကိုကြီးတက်သိမ့်ပိုက်ပြီးတော့အဲ့ဒီနယ်မြေကိုတိတ်သွင်းကြမယ်။အဲ့ဒီခါမှာတော့ဒေဝဂိုင်းကခေါင်းဆောင်တွေကလည်းထွေပြားနေပါတယ်ခေါင်းဆောင်တအူးကလည်းခေါင်းဆောင်ကြီး ဆက်ခိုင်းရဲ့နေမီးကကျွန်တော်တို့ပိုင်တဲ့နေမီးနဲ့အလံဝေလို့နေပါတယ်ဒီလိုအသုံးမကျတဲ့နေရာတစ်ခုကိုဘာကြီးရွယ်ကျန်းနေများတိမ့်ပိုက်ချင်တာပါလဲဟုတ်ပါတယ်ကောင်းဆောင်ကြီးဆက်ခိုင်းကိုတိုက်ခိုက်တိမ့်ပိုက်မယ်ဆိုတာမလိုအပ်တဲ့ကိစ္စတစ်ခုပါအောင်မြင်သည်ဖြစ်စေကြဆုံးသည်ဖြစ်စေကျွန်တော်တို့ခိုင်းအတွက်ကြီးကြီးမားမားကြိုးမရှိတဲ့ကိစ္စတစ်ခုပါဥမာရာကလည်းခေါင်းညိတ်ပြီးတော့ကောင်းပြီလေဆက်ခိုင်းကိုတိုက်ခိုက်တဲ့အရေးကမပါကျင်တဲ့လူတွေရှိနေနေခဲ့လို့ရတယ်ဒီတိုက်ပွဲမှာဝေပါကျင်တဲ့လူတွေရှိရင်လက်ထောင်ပြပါ အဲ့ဒီခါမှာတော့မပန်းတာနဲ့ခေါင်းဆောင်တစ်ယောက်နှစ်ယောက်ဟာလက်ထောင်ပါတယ်။ဥမာရာကလည်းကြည့်ပြီးတော့ကောင်းပြီ။စက်ကိုင်းကိုတိုက်ခိုက်အနိုင်ယူလို့ရခဲ့တယ်ဆိုရင်ဒီပိုင်နဲ့နေမျိုးတွေကိုတိုက်ခိုက်တဲ့နေရာမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တွေကိုခွဲဝေပေးမှဖြစ်တယ်။အဲ့ဒီခါမှာတော့ခေါင်းဆောင်တွေအကြားမှာဆွေနေကြီးခုံမှုတွေဖြစ်ကုန်ပါတယ်။ခေါင်းဆောင်တွေကလည်းမြေယာတွေကိုခွဲဝေပေးမယ်ဆိုတာမို့အားတက်ကုန်ကြပါတယ်။ဥမာရာကလည်းအဲ့ဒီဖြစ်ကိုမြင်တဲ့ခါမှာတော့ပြုံးလိုက်ပြီးမတိုက်ခိုက်ချင်ဘူးဆိုတဲ့လူတွေအကုန်လုံးပြန်လို့ရပြီ တိုက်ခိုက်တဲ့အထဲမှာပါမဲ့ခေါင်းဆောင်တွေကတိုက်ပွဲအကြောင်းကိုဆက်ပြီးတော့ဆွေးနေကြပဲခေါင်းဆောင်အချို့ကလည်းမကြေမနက်နဲ့ထွက်သွားပါတယ်မပန်းတာနဲ့ခေါင်းဆောင်တွေကလည်းအတွင်းကန်တစ်ခုအတွင်းကိုဝင်လာခဲ့ပါတယ်အတွင်းကန်ထဲမှာတော့ဥတုခကထိုင်ဆောင်နေပါတယ်ကဲဥတုခကျုပ်တို့တိုက်ပွဲအတွက်နည်းပြဟာလေးရှိရင်ပြောပါဦးဥတုခဟာလည်းသပွဲကြီးပေါ်ကိုလက်ကိုတင်လိုက်ကလက်အတွင်းကနေသဲတွေကိုတွန်းချလိုက်ပါတယ်သဲတွေကလည်းဥတုခရဲ့လက်အတွင်းကနေအဆက်မပြတ်စီးကြနေလေရာ ။ဇပွဲကြီးတစ်ခုလုံးကိုဖုံးလွှမ်းသွားပါတယ်။ခဏကြာတဲ့အခါမှာတော့ဥတုခါဇပွဲကိုလက်နဲ့တောက်လိုက်တဲ့အခါဇပွဲပေါ်ကတဲမုံတွေဟာသူ့အလိုလိုလှုပ်ရှားလာပြီးတော့တောင်ကုန်းတစ်ခုတစ်ပွဲဖြစ်သွားပါတယ်။ဟောတာကတော့ကျုပ်တို့တိုက်ပွဲဝင်မဲ့မြေအနေထားကိုတဲတွေနဲ့ဖန်တီးထားတာပဲ။ဒေဝကိုင်းကကောင်းဆောင်တွေကလည်းအံ့အားသင့်စွာကြည့်နေကြပါတယ်။ဥတုခါကလည်းတောင်ကုန်းအောက်ဘက်တနေရာကိုလက်ညှိုးထိုးပြလိုက်ပြီးဟောဒီမှာစမ်းကြောင်းလေးတစ်ခုစီးဆင်းနေတယ်။အဲ့ဒီစမ်းကြောင်းပေးမှာတဲစည်းကုံမူမူကြီးတစ်ခုရှိတယ်။ အဲ့ဒီနေရာမှာသူတို့တွေရှင်းပြတိုက်ခိုက်ကြနိုင်မယ်။ဥတုခရဲ့မော့စွမ်းနဲ့ပြုလုပ်ထားတဲ့ရေပုံကလည်းတကယ်မြင်မျက်နှာတွင်ပြင်အစ်စ်နဲ့တထိပ်ရတဲ့တူညီလာပါတယ်။တန်ခွဲကညတကောင်မှာစမှာဆိုတော့ကျုပ်တို့ကအဲ့ဒီချိန်မတိုင်ခဲ့ကြတဲ့ကသူတို့ပြိုင်ပွဲကျင်းပမယ့်နေရာကိုသွားပြီးတော့ဝိုင်းထားရမယ်။တောင်ပေါ်မှာတစ်ဖက်ဟောဒီတောင်အောင်စမ်းကြောင်းနာမှာတစ်ဖက်တက်ဆွဲထားရမယ်။ကောင်းဆောင်တယောက်ကလူ90နဲ့တောင်ပေါ်ကနေတက်ဆွဲထားရမယ်။တောင်အောင်စမ်းချောင်းတစ်ဘေးမှာကနောက်ထပ်ကောင်းဆောင်တယောက်ကလူ100နဲ့အသင်းစောင့်နေရမယ်။ ကျုပ်တို့ပဲချိန်တိုက်ရပါလေ။တိတ်ပြီးတော့စိတ်မလိုပါနဲ့။သူတို့တွေရှင်းပြိုင်ပွဲမှာအနိုင်ရှုံးမသေးခွဲဘူးဆိုရင်ဒီတိုင်းပြန်သွားကြလိမ့်မယ်။ဒါကြောင့်သူတို့နှစ်ဖွဲ့စလုံးပင်ပန်းသွားအောင်လို့လက်ကွက်ကလေးတစ်ခုတော့တုံးမယ်လို့စိတ်ကူးတယ်။ဦးတုခကလည်းမပန်းတာကိုကြီးလိုက်ရင်နဲ့မပန်းတာကပုံစံအမျိုးမျိုးအယောင်ဆောင်နိုင်တယ်ဆိုတော့ဒီလက်ကွက်ကိုမပန်းတာစီစဉ်ရလိမ့်မယ်။ကျန်တဲ့လူတွေကမပန်းတာအချက်ပေးတဲ့အချိန်မှာဝင်လာရမယ်။အရင်ဆုံးတောင်ပေါ်ကအဖွဲကဝေရောက်တိုက်ခတ်ရမယ်ဒီအခါစကိုင်းကလူတွေအကုန်လုံးက တောင်အောင်စမ်းချောင်းတိုင်းကိုပြင်းစင်းကြမှာပဲအဲ့ဒီခါမှာစမ်းချောင်းတွေကလူတရာကဝိုင်းမှုပိတ်ဆို့တိုက်ခိုက်လိုက်မယ်ဆိုရင်ဒီလူတွေအကုန်လုံးကိုတခါတည်းဖမ်းဆီးပြီးသားဖြစ်သွားလိမ့်မယ်နှစ်ခိုင်းပေါင်းရင်လူ900လောက်ရှိရောက်ကိုကျုပ်တို့ကလူ150လောက်လေးနဲ့သွားတိုက်မယ်ဆိုတော့တဖက်ရန်သူကိုအထင်သေးရကြမနေဘူးလားလူ150လောက်နဲ့ကျုပ်တို့နိုင်ပါမလားဥမာရကလည်းဝင်မေးပါတယ်မပူပါနဲ့ကောင်းဆောင်ကြီးအဲ့ဒီလူ900ကအချင်းချင်းတိုက်ခိုက်ကုန်ကြရင်ဒဏ်ရာတွေရကုန်မှာပဲလူတရာလောက်တော့အကောင်းပကတိအတိုင်းကြံမှာမဟုတ်ပါဘူး ဒီတိုက်ပွဲကနိုင်ကိုနိုင်မှာပါခေါင်းဆောင်ကြီးခမရအာမခံရင်ပြီးတာပါပဲဒါဆိုရင်သူတို့အချင်းချင်းတိုက်ခိုက်ကြအောင်လို့လုံးမလှည့်ကွက်ကဘာများလဲအသေးစိတ်တော့ပြောလို့မရသေးပါဘူးခေါင်းဆောင်ကြီးဒါပေမဲ့အရေးမှုပြောရမယ်ဆိုရင်တော့သူတို့တွေအကုန်လုံးကဂိုင်းတကိုင်းတွေကနေနှစ်ကိုင်းခွဲထွက်သွားရတော့အောင်မန်မာနာတွေကကြီးမားလို့မာတယ်အဲ့ဒီမန်မာနာတွေဆိုတာလောင်စာတွေနဲ့တူပါတယ်ဒီထဲကိုဒေါသဆိုတဲ့မိတော့ကလေးကိုချပေးလိုက်မယ်ဆိုရင်လောင်စာတွေအရှိန်နဲ့တဟုံဟုံတောက်လောင်ကုန်မှာပါဥမာရာကလည်းလက်အောက်ခံခေါင်းဆောင်တွေကို တာဝန်တွေခွဲဝေပေးလိုက်ပါတော့တယ်။ပြိုင်ပွဲတွေကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။မိခါတို့ကလည်းသကောက်ရဲမတိုင်ခင်အချိန်မှာပဲတဲစည်းကုံကြီးစီကိုဈင်းလာခဲ့ကြပါတယ်။တဲစည်းကုံကြီးရှိဖြူလွလွသဲမှုသဲပွင့်တွေဟာလည်းလာရောက်အောင်မဝေးလံနေပါတယ်။မိခါတို့ရောက်တဲ့အချိန်မှာပဲနှစ်ဖက်အဖွဲ့တွေရောက်မလာသေးပါဘူး။မိခါတို့ဟာလည်းအနီးမှာရှိနေတဲ့ဂိုင်းတော်အတွင်းကိုဝင်ကပုန်းခုန်နေလိုက်ပါတယ်။မကြခင်မှာပဲဦးကျော်ဝေးရဲ့ဆက်ပြက်ခိုင်းကခိုင်းသားတွေဟာ တဲစည်းကုံကြီးရှိရာစီကိုခြိတက်လာပါတယ်။စုစုပေါင်းတော့လူ၂၀၀လောက်ရှိမယ်လို့ထင်ရပါတယ်။တဲစည်းကုံကြီးရဲ့အလဲမှာတော့စီးတွေတားလိုက်ကြပြီးဥကြုံဝေတို့ကလည်းတစ်ဖက်ချမ်းမှာရက်တန်ကစောင့်စားနေပါတယ်။မိခါကလည်းဥဆန်သိန်းကိုလက်တို့လိုက်ကဆရာကြီးမထွက်သေးဘူးလား။အခုချိန်ထွက်လို့မဖြစ်သေးဘူးမိခါ။နှစ်ဖက်ကိုင်းကလူတွေစုံညီပြီးတော့တိုက်ဖို့ခိုင်းဖို့လောက်ကြတော့မှထွက်ပဲလို့စိတ်ကူးထားတယ်။ဥကြုံဝေတို့ဟာအချိန်တန်ကြောင်လို့စောင့်ဆိုင်နေတဲ့အထိဥကြုံဝေတို့စက်ကိုင်းမှာပေါမလာသေးပဲရှိနေပါတယ်။ ။ဦးကျော်ရွေးကလည်းစိတ်မရှိတော့ပဲ။ကျော်ရွေးတို့ဘာတွေကြံစီနေပြန်ပြီလဲမသိဘူး။ဒီကောင်တွေတခုခုများအောက်ကြံကြီးလို့နောက်ကျနေတာများလား။အဲ့ဒီချိန်မှာပဲဦးကျော်ရွေးခေါင်းဆောင်နဲ့စက်ကိုင်းသားတွေဟာတဲတောင်ပြည်ကြီးစီကိုခြေတက်လာပါတယ်။နှစ်ဖက်ခိုင်းသားတွေဟာတဲတောင်ပြည်ကြီးပေါ်မှာစုဝေးကတွေ့ဆုံကြပါတယ်။တကိုင်းနဲ့တကိုင်းပညာပြိုင်ကြမှာမို့လို့အချင်းချင်းရဆောင်တဲ့အကြည့်တွေနဲ့ကြည့်နေကြပါတယ်။ဆရာကြီးထွက်ကြရအောင်။နေုံမီခါနှစ်ဖက်အပြန်နဲ့တိုက်တဲ့အချင်းကြတော့မှထွက်ကြတာပေါ့။ ဦးကျော်ဝေးကလည်းဦးကျော်ရွေးကိုလက်ညှိုးနဲ့ထိုးကဟဲ့ကောင်ကျော်ရွေးဆရာကြီးမရှိကြတဲ့ကမင်းတို့ခိုင်းတယ်ငါတို့ခိုင်းကြမှာဘယ်ခိုင်းကပိုတာတလဲဆိုပြီးအဖေရှာကြတဲ့ခါအခုထိအဖေမထွက်သေးဘူးငါတို့တွေပညာပြိုင်ခဲ့ကြတာအခုဆို၄နှစ်တတိရှိခဲ့တာတော့ဘယ်ခိုင်းရဲ့ပညာရက်ကပိုပြီးတော့တာတယ်ဆိုတာနိုင်ရှုံးမကွဲသေးဘူးဒီနေ့တော့ဘယ်ခိုင်းရဲ့ပညာကပိုတာလဲဆိုတာကိုထင်ထင်ရှားရှားပြပြသားသားသိကြရမယ့်အချိန်ရောက်ပြီဦးကျော်ရွေးကလည်းခါထောက်လိုက်ကဟဲ့ကောင်ကျော်ဝေးလူတိုင်းသိပြီးသားအကြောင်းတွေကိုရှာရှည်ပြီးပြောမနေနဲ့ မိတကယ်တက်တယ်ဆိုရင်အရှိကိုသာထွက်လိုက်ခဲ့စမ်းဦးကျော်ဝေးကလည်းမျက်နှာတစ်ချက်ပြတ်သွားပြီးရဲ့နောက်မှာတော့ငါကလည်းခက်မြမြပဲတိုက်လိုက်ချင်းသေးတယ်ဦးကျော်ရွေးနဲ့ဦးကျော်ဝေးဟာတဲစီကုံကြီးအလဲမှာရှိတဲ့စက်ပြေကွေအတွင်ကိုခုံဝေလိုက်ကြပါတယ်ပရိသတ်တွေခုနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူအက္ခစောရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းဆက်ဖြစ်တယ်အဝိဇ္ဇာတော်တောင်းနဲ့စက်ပြက်ကိုင်းဆိုတဲ့ဇလန်လေးကိုနားဆင်ကြရတာပဲဖြစ်ပါတယ် နောက်ထပ်လည်းကျမတို့ channel လေးကနေအဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းဆက်တွေကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နာတော်တာဆင်ပြေခဲ့ကြတဲ့ပရိသတ်တယောက်ခြေစီတိုင်းကိုအတူပဲကျေးဇူးတင်ရှိပါရစေ။ဇလန်လေးကိုတော့ကျမပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။